တော်တော်ရှင်နေအားလုံးတာရီဇော့ပါ Development Media Group DMG ရဲ့2025ခုနှစ်မေလ22ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့၆ဖြူအမှတ်32ရဲတရင်ကာကေးစခန်းတချို့ကို AA သိမ်းပိုက်တဲ့တဲ့ရင်မြောက်ဦးမှာ73ပန်းနဲ့မိသားစုဝင်180ကျော်ကို AA လွှတ်ပေးတဲ့တဲ့ရင်ခေါင်ခိုက်နေတဲ့အင်္ဂါစင်းုံနဲ့စပေးဆောင်တို့ရဲ့ကြောတခင်းစာပြဿနာအကြောင်းအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီစီစဉ်ကိုကျွန်တော်အောင်မင်းနဲ့အတူမဆုံးရင်တို့ကပူပေါင်းတင်ဆက်ပေးသားမှာပါပထမဆုံးအနေနဲ့ကြောက်ဖြူအမတ်30နှစ်ရေတဲ့ရင်ကာခင်စကန်တချို့ကိုအေးသိမ့်ပိတ်တဲ့တည်င်းကိုတင်ဆက်ပေးမှာပါ။ရခိုင်ပြည်ကြောက်ဖြူမြို့အရှိစိတ်အမတ်30နှစ်ရေတဲ့ရင်ရဲ့ကာခင်စကန်တချို့ကိုအရခတ်တတော်အေးကသိမ့်ပိတ်လိုက်ပြီးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေဆက်မပြတ်လုပ်ဆောင်နေတယ်လို့သိရပါဗျ။ အဲ့ဒီကာကင်စကန်တွေဟာမင်းတက်တောင်ကျေးရွာနဲ့ကျေးရွာနီးကတောင်ကုန်းတွေမှာတက်ဆဲထားပြီးမေလ19ရက်ညနေပိုင်းကအာရခတက်တော်ကတင်ပိုက်လိုက်တာဖြစ်ပါတယ်။လက်ရှိမှာစစ်ကောင်စီဟာသူတို့လက်လွတ်ခဲ့ရတဲ့နေရာတွေကိုလေကြောင်းပုံကျဲတိုက်ခိုက်နေတယ်လို့စစ်ရေးအရှင်တွေကသိတဲ့ဒေသခံတည်ရင်းမြစ်တူက DMG ကိုပြောပါတယ်။မင်းနဲ့တောင်ကြည်ရွာမှာအမတ်30ရရတဲ့ရင်နဲ့တမန်ဂျိုကွာဝေးပြီးအဲ့ဒီကြည်ရွာနီးမှာနန်ဖဲတောင် ကန်ဒီနဲ့ပြင်းစစ်ကြည်ရွာနီးတွေမှာ ပြီးခဲ့တဲ့မက်ရှလာတတိယဘက်ကစပြီးစစ်ကောင်စီနဲ့အာရခတပ်တို့တို့တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။အမတ်32ရဲတဲ့ရင်ဟာဒေါ်တန်တောင်ပေါ်မှာရှိပြီးမင်းတက်တောင်ပြင်းစည်ကင်းနဲ့နန်းဖေးတောင်ကြည်ရွာတွေပါဝင်အဲ့ဒီတက်ရင်တွေကတမိုင်ဝန်းကျင်ဤတဝိုက်မှာစစ်ကောင်စီကကာခင်းစခန်းတွေထပ်တက်ပြုလုပ်ထားတယ်လို့သိရပါတယ်။ ကြပြမျိုးနယ်မှာစစ်ကောင်စီရဲ့ခလာရ34ခမာယ940ခမာယ923ဒညဝတီရေတပ်ဌာနရှုပ်တောင်မိုကြီးရေတပ်ဌာနခွဲအုံးကျင်ရေတပ်စခန်းနဲ့အမတ်30နေရဲတဲရင်တို့ရှိပါတယ်မြောင်းမဆက်သုံးပန်းနဲ့မိသားစုဝင်180ကျော်ကိုအေအေကလွှတ်ပေးတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးမှာပါ ရခိုင်ပြည်မြောက်ဦးမြို့နယ်မှာ73ဘက်နဲ့73ဘက်မိသားစုဝင်184ယောက်ကိုမေ16ရက်ကအာရခတ်တော် AA ကလွှတ်ပေးလိုက်တယ်လို့သိရပါတယ်အဲ့ဒီ73ပန်းနဲ့မိသားစုဝင်တွေဟာ2024ခုနှစ်ဖေဖော်ဝါရီကစပြီးမြောက်ဦးမျိုးသိမ်းတိုက်ပွဲအတွင်းဖမ်းဆီးခံရသူတွေဖြစ်ပြီးတော့မိသားစုဝင်တွေလက်ထက်ကိုလွှဲပြောင်းပစ်လိုက်တာဖြစ်ပါတယ်။ ညဦးမှာဖန်ဆီးထားတဲ့73ဘန်းနဲ့မိသားစုဝင်တွေကို2025ခုနှစ်ဖေဖော်ဝါရီလအတွင်းကပထမတစ်ကြိမ်136ဦးဒုတိယတစ်ကြိမ်198ဦးနဲ့ယခုတစ်ကြိမ်184ဦးစုစုပေါင်း498ဦးကိုလွှတ်ပေးထားတယ်လို့သိရပါတယ်အဲ့လိုပဲမေလ16ရက်ကမောင်တော်တိုက်ပွဲအတွင်းမှာအလင်းဝင်ခဲ့တဲ့စက်ကောက်စီတပ်သားတွေက32ဦးကိုအေအေကလွှတ်ပေးခဲ့ပါတယ်။ အဲ့ဒါပြင်မေလ16ရက်နေ့ကလည်းဘူးတိတောင်က73ဘတ်မီတာစုဝင်334ဦးမေလ16ရက်ကလည်းမင်းပြက73ဘတ်မီတာစုဝင်225ဦးကို AA ကပြန်လွှတ်ပေးခဲ့ပါတယ်အေဟာအခုလအတွင်းရခိုင်မြို့သိမ်းတိုက်ပွဲကာလအတွင်းမှာဖန်စီယာမီထားတဲ့73ဘတ်နဲ့73ဘတ်မီတာစုဝင်တွေကိုစစ်တိုက်လွှတ်ပေးလာနေတာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ခေါင်းခိုက်နေတဲ့အင်္ဂါခဇင်းုံနဲ့စစ်ဘေးရှောင်တွေရဲ့ကြောတခင်းစာပြဿနာအကြောင်းကိုလည်းတင်ဆက်ပေးရှင်ပါတယ် 2023ခုနှစ်နိုဝင်ဘာမှာစခဲ့တဲ့ရခိုင်မြို့သိမ်းတိုက်ပွဲတွေဟာတနည်းနဲ့6လကိုရောက်ရှိလာခဲ့ပြီးဖြစ်ကဒေသခံ9သိန်းကျော်မှလည်းနေရဲစွန့်ခွာနေကြရပါတယ်။စာဝတ်နေရေး၊ကျန်းမာရေးစတဲ့ဆင်းရဲဒုက္ခတွေကြားတဲ့စစ်ကောင်စီရဲ့လေကြောင်းပစ်မှတ်တွေအောက်မှာလုံခြုံမှုကင်းမစွာဖျက်ဆီးနေထိုင်ကြရပါတယ်။စစ်ဘေးရှောင်၅သိန်းကျော်ဟာတရှုကစစ်ဘေးရှောင်စခန်းမှာနေထိုင်ကြပြီးတော့တရှုကတော့ခိုးလုံရဒေသတွေမှာအိမ်ငားရမ်းပြီးတော့နေထိုင်ကြရပါတယ်။ ရခိုင်ကမြို့နယ်စစ်လေးကိုအထိဆုံးရှုံးထားရတဲ့စစ်ကောင်စီဟာလေကြောင်းအုံပြုပြီးတော့အရက်သားနေထိုင်ရာမြို့ရွာတွေကိုဥတီတိုက်ခိုက်နေပြီးစစ်ဘေးရှောင်တွေမှာရွှေပြောင်းစစ်ဘေးရှောင်နေကြရပြီးအင်ငါခဇင်းနှုံတွေကလည်းအဆမတန်မြင့်တက်နေတာကြောင့်စစ်ဘေးရှောင်တွေအတွက်ကြီးမားတဲ့စိန်ခုံမှုတစ်ခုဖြစ်နေကြပါတယ်။၂၀၂၄ခုနှစ်အစောပိုင်းကာလမှာ မိသားစု၅ဦးနေထိုင်နိုင်တဲ့နေအိမ်တစ်လုံးကိုငွေကျပ်3000ကနေ5000ဝန်းကျင်သာရှိပြီးအခုမှနေအိမ်တစ်လုံးကိုငွေကျပ်3သိန်းခွဲကနေ10သိန်းဝန်းကျင်အထိမြင့်တက်နေတာဖြစ်ပါတယ်။ရခိုင်မှာစစ်ပေးဆောင်စခန်းလုံလောက်စွာမရှိတာကြောင့်တချို့မှာတောတောင်နီလေကွင်းပြင်တွေမြေလက်တွေမှာတေးထုံနေထိုင်ကြရပြီးတချို့မှာလည်းမရှိတဲ့ကြားကအိမ်ငါနေထိုင်ကြရပါတယ်။ DMG ရဲ့မြေပြင်ရှက်လက်တွေအရပုံမှန်ရှင်နေမှာငွေကျပ်3သိန်းကျော်နဲ့9ရက်နိုင်တဲ့နေအိမ်တစ်လုံးကို လေကြောင်းပြစ်ခတ်မှုဖြစ်စဉ်တွေကြောင့်စစ်ဘေးရှောင်တွေရှေ့ပြောင်းကြတာနဲ့တပြိုင်နက်လူဦးရေပိုမှုတည်ပြီးငွေကျပ်3သိန်းကနေ4သိန်း5သိန်းစသဖြင့်ဈေးနှုန်းမြင့်တင်ထားတာတွေတွေ့ရှိရပါတယ်။ဆက်လက်ပြီးတော့ထွန်းရွေကျွရကဒံရရလူနာတွေအခုကြီးလိုအနေနဲ့တဲ့တဲ့ကိုတင်ဆက်ပေးပါပါ။ ဘုံကျဲမှုကြောင့်အစုလက်အပြုံလိုက်တိစုတ်တံရဖြစ်စဉ်ရှိခဲ့တဲ့ရတိတော်မျိုးနဲ့ထွန်းရွေကြေးရွာကဒံရလူနာတွေနဲ့နေအိမ်ပျက်စီးသွားတဲ့မိသားစုဝင်တွေဟာငွေကြေးနဲ့တခြားအကူအညီတွေလိုအပ်နေတယ်လို့သတင်းရရှိပါတယ်။ မေလ7ရက်ကစက်ကောင်စီဘုံကျဲခဲ့တဲ့ထိုးရုံဝင်ဖြစ်စဉ်မှာဒေသခံအရသား12ဦးသေဆုံးခဲ့ပြီး23ဦးဒဏ်ရာရှိခဲ့ပြီးတော့နေ30ကျော်ထိခိုက်ပျက်စီးခဲ့ရပါတယ်။လက်ရှိမှာဒဏ်ရာလူနာတွေကိုနေဆက်ရဆေးရုံဆေးခန်းတွေမှာဆေးဝါးကုသပေးနေပေမဲ့ပြင်းထန်ဒဏ်ရာရှိသူတွေမှာတော့ရေရှည်ဆေးဝါးကုသဖို့ငွေကြေးလိုအပ်နေတာဖြစ်ပါတယ်။အဲ့ဒီတန်းအလူနာတွေကိုရခိုင်ရက်ဖက်အဖွဲ့အစည်းတစ်ခုကငွေကြေးတချို့ကူညီပေးခဲ့ပေမဲ့ဆက်လက်လိုအပ်နေသေးတယ်လို့ကူညီပေးနေသူတွေကဆိုကြပါဗျ။ အဲ့လိုပဲဘုံကျဲမှုကြောင့်ထိခိုက်ပျက်စီးသွားတဲ့မိသားစုဝင်တွေဟာနေအိမ်ပြန်လည်မပြုပြင်နိုင်သေးတာကြောင့်နေဆက်ရကျေးရွာတွေနဲ့ဆွေမျိုးနေအိမ်တွေမှာယာယီခိုလုံနေထိုင်နေရတယ်လို့သိရပါတယ်ထွန်းရွေကျွတ်ကိုစက်ကောင်စီလေးကြောင့်တတ်ခတ်ခဲ့ပြီးဧသာဆုလက်ပြုံလက်တည်ဆုံခဲ့တဲ့လို့ရပေါ်ပြည်ထန်စွာထုတ်ချတယ်လို့အရခတ်တတော်ကထုတ်ပြန်ထားပါတယ်ခင်ဗျာသတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်ဆက်ရှုပ်ရင်းတာကြောင့်ရဟဲ့ရင်ပြတ်ကြတာလို့စက်ကောင်စီပြောတဲ့သတင်းကိုတင်ဆက်ပေးရှင်ပါတယ် ကရှင်လွတ်လပ်ရေးတက်မတော့ KIA ပြချခဲ့တဲ့ရဟယင်ကိုဆက်ရှုရင်းတာကြောင့်ပြကြခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်စစ်ကောင်စီထုတ်ပြန်ချက်အရအဲ့ဒီရဟယင်ဟာကရှင်ပြည်နယ်ဗမုံမြို့အတွင်းရှေ့တန်းကိုထောက်ပို့ပစ္စည်းများပို့ပြီးနောက်ပြန်လည်ထွက်ခွာလာစဉ်မှာဗမုံမြို့ရဲ့အနောက်ဘက်မီတာ1400ခန့်အကွာသို့အရောက်မှာပြတ်ကျခဲ့တာလို့ဆိုပါတယ်။အဲ့ဒါပြင်ရဟယင်ပြတ်ကျတဲ့နေရာတဝိတ်ကိုရှာဝေကေစီရင်နဲ့လုံခြုံရေးလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ရဟရင်ပြကြတဲ့ဖြစ်စဉ်မှာတိုက်ပွဲပြင်းထန်နေတဲ့ဗမုံမြို့ရှိအမတ်21စစ်စင်ကုတ်ကဲမူဌာနချုပ်စကခ21တို့အင်အားဖြည့်လာတော့ရဟရင်၃စီအနက်၂စီကို KIA တပ်ပေါင်းစုကပစ်ရှားလိုက်တာဖြစ်ပါတယ်။ယမနေ့မေ၂၀မွန်းလပိုင်းကစစ်ကောင်စီရဟရင်၃စီကို KIA ကပစ်ရှားခဲ့တာမှာတစီပြကြသွားခဲ့ပြီးတခြားရဟရင်တစီမှလည်းထိမှန်ပြီးအရေးပေါ်ဆင်သက်သွားခဲ့ရတယ်လို့နောက်ထပ်တစီမှလည်းမီးလောင်ပျက်စီးသွားတယ်လို့ KIA သတင်းရင်းမြစ်ထံမှသိရပါတယ်။ ။နောက်ဆုံးအနေနဲ့ဒေသ၃ခုမှ BPLA ဆက်ရေးဖော်ဆောင်နေတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာပါ။ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ဟာလက်ရှိမှာနေစဉ်ရှေ့တန်းမှာတိုက်ပွဲဝင်နေပြီးတပ်တော်တင်ဆောက်ရေးနဲ့စစ်ရေးဖော်ဆောင်မှုတွေကိုအဓိကလှုပ်ဆောင်နေတယ်လို့ပြောဆိုလိုက်ပါတယ်။မေလ19ရက်နေ့ထုတ်ပြန်ချက်မှာ BPLA ဟာစစ်တေသ3ခုကိုအဓိကတိုက်ပွဲဖော်နေပြီးမဟာမိတ်တပ်တွေနဲ့လက်တွဲနေတယ်လို့ဆိုပါတယ်။မေလ9ရက်ကသိမ့်ပိုက်နိုင်ခဲ့တဲ့ ထိုင်းမြန်မာနယ်စပ်တိကီနယ်စပ်စခန်းသိမ်းတိုက်ပွဲမှာလည်း BBL ပါဝင်ခဲ့တယ်လို့ Can you make the way ခရိုင်ရုံးကထုတ်ပြန်ပါတယ်။အဲဒါအပြင်အင်အားတည်ဆောက်ရေးတက်တွင်းအုပ်ချုပ်ရေးလက်ကျင့်ရေးမဟာမိတ်ဆက်ဆံရေးလူထုဆက်ဆံရေးစတဲ့တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကိုလည်းလှုပ်ဆောင်နေတယ်လို့ BBL ကပြောထားပါတယ်။အဲဒါအပြင် BBL က2025ခုနှစ်အတွင်းမှာအမှတ်3ရက်အညာစက်တွေတာကိုတိုးချဲ့တည်ဆောက်နိုင်ခဲ့ပြီးတသသက်ဆူဆောင်မှုတွေကိုဆက်တိုက်လှုပ်ဆောင်နေပါတယ်။ ရှမ်းမြောက်ဒေသတစံတစက်ကိုဆက်စင်းမှာပါဝင်ခဲ့ကြတဲ့ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် PPL ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ចောင်းသားလက်ရုံးတပ်တော် SAF တို့ဟာစစ်အာဏာရှင်အမျက်ပြတိုက်ချုပ်ရေးစစ်ရေးအရအရေးပါတဲ့အညာဒေသမှာစစ်ရေးတွန်းမြင့်ဖော်ဆောင်သွားမယ်လို့အသေးသေးထုတ်ပြန်ထားပါတယ်ခင်ဗျာဒီကနေ့သတင်းအတန်ထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲညနာလာရပါတယ် ခိုင်ပြည်တွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနဲ့ဆိုရင်တော့အပေါင်း၆၆၆၃၉၆၄၃၆၃ကိုလုံခြုံရေးဆိုင်ရာစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီစီစဉ်ကိုတလင်းလာနေကနေစနေနေ့ထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှာပေးနိုင်နေပါတယ်။နောက်တော့ဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။